နော်လိုက်ရှုမလွတ်ဘူးလားမလို့လိုက်ရှုကလည်းလွတ်ထားတာပဲလေမထွိုင်းလို့ရာပြီးတို့လွတ်ထားတယ်ပဲစဉ်းစားရတာဗျကျွန်တော်ကအတွေ့အမားလေအတွေ့အမားဆိုတော့ပြီးခဲ့တဲ့ပွဲကလည်းပြရတာလွယ်လွယ်လေးပြလိုက်တာထိုင်းစဉ်းစားနေတာစိုက်ကြည့်ပြီးတော့လေအဲ့နေရာမှာစိုက်ကြည့်ဖြည့်ဆွဲမယ်ကျွန်တော်အများကြီးပေါ့ဗျာနော်အဲ့နဲ့အတူကောင်းမဲ့အတူချုံမဲ့ပြောလိုက်တာအဲရှေ့ရှေ့ပြတော့ကြတော့ရှေ့ရှေ့ပြတဲ့လူကမကြိုက်ဘူး မဟုတ်ပြဒီလူတွေပဲเนาะတဘာဘွားတွေပဲလူလူတွေကဒီတိုင်းရှိတာဆိုတော့အတူပြတော့လေတူလေဆိုပြီးနေကြကြအဲ့လိုဖြစ်တာရှုပ်ရှက်ခအောင်လည်းပြခဲ့ပူပါတယ်အခုဒီပွဲကိုပြန်ကြကျွန်တော်ဒီဟာလေးကိုပြန်တွေးတော့ပေါ့နော်ကျွန်တော်ဒီ3 5ခုတုန်းကမန်ဘာ organize မိထားတယ် share မိထားတယ် line အရာပေါ့နော်ဒီကအထောက်အပံ့နဲ့ကျွန်တော်ပြန်ရောက်ဖမ်းခဲ့တာပဲ တကွာကောင်းကတော့6-9နှစ်ထောင်တယ်9-6နှစ်ထောင်တယ်နှစ်ခုနှစ်ရဲ့ပေါ်တပွဲကျော်ကခဏဆိုပြီးဖမ်းခဲ့တာရှင်းအောင်မိသွားတယ်အာဘက်ကပေါ့အာလို့လည်းရေးထားတယ်လေနော်ဒါစာရေးထားတာပဲအဲ့တော့ဒီကောင်းမှာသူ့အောင်မှာသူကဒီဒါကပြောမှဆိုရင်ရှေးရှိမှလဲကျွန်တော်မဆွဲတာချစ်ချဖို့သူကပါဝါနှက်ခက်ရက်ချက်တွေနဲ့ကျွန်တော်ကစားရင်တာလေ အဲ့ဒါနဲ့အောင်ရင်လည်းအောင်ပွဲခံရင်တော့အဲ့လိုအနေနဲ့ပဲပြီးခဲ့တဲ့ပွဲကလည်းပြခဲ့ပါတယ်နော်အောင်ပွဲဟိုမှန်ပါတယ်မှာဒါအဲ့ဒါကလည်းပြန်ရှစ်ထိတ်ကြီးကန်လိုက်တာလောကန်ပေါ့နော်ကန်တယ်လေတစ်ခါလေကြတော့အာယုံကြီးများရင်တိတ်လွဲတယ်ပေါ့ပြီးခဲ့တဲ့ပွဲကလည်းဒါလေးပြောခဲ့တာက ပြောတော့တာဒီလောက်ကလေးနဲ့ထင်တာနော်ပြောတော့တာဒီလောက်ကလေးနဲ့ထင်တာဒီမှာ ော့ခု90လဲနှစ်ကပ်ပဲရှိတယ်။သူ့တောင်းမှာကြတာက19တေအဲ့ဒီ19ကိုမပြခင်ကထိုင်ပြီးစဉ်းစားနေရပြေးနိုင်တာမပြေးနိုင်ဘူး။ပြလိုက်တော့လွယ်လွယ်လေးတင်ပြလိုက်တာ။အဲ့ဒီတော့ဒီလောက်ခလေးနဲ့ဆိုတာတော့ပြိမဲ့ဈေးကျော်ဆက်ပြအရင်တွေးတော့အချိန်မပေးနိုင်ဘူးအဲ့ဒါကိုစိန်တွေးနေတာဘာမှကိုမတွေးနိုင်ဘူး ို့အလုံးခိုင်းကြောင်းလည်းမတွေးနိုင်ဘူးအဲ့ဒါနဲ့ပဲအဲ့ဆိုင်ကိုထိုင်းကြည့်ရောပဲတွေးနေတာဒီလိုကျွန်တော်ကအတွေ့အမှားအဲနှစ်ကစီကတော့အတွေ့အမှားပဲပေါ့နော်အဲ့တော့မ390လို့ခါလိုက်တာတစ်ခက်ဒုတိယကနှစ်ကပဲရှိတာကလန်နာတစ်ခုလုံးပါရှိတော့ကြတော့မင်္ဂလာပါနော်ထာဝရရင်ခွင်နှစ်ပါးတယ်မင်္ဂလာပါဒုတိယတောင်မှာ19နေရာမှာတစ်တစ်ကိုတစ်ကို6 4 6 4 6နဲ့ပါပါတဲ့လန်သွားတယ် အဲ့ဒါလိုပဲပြီးကြတဲ့ဘုရားနှစ်နှစ်ခုရှင်ပြတာကျွန်တော်အဲ့နေရာတွေပါဝါလမ်းမယ်လို့ပြောတာအခါကျွန်တော်အယူဆလေးတွေနောက်တတညီကိုကျွန်တော်ဒီလို၄နှစ်လောက်လမ်းမတတကြီးရက်တည်နိုင်တာ2020နှစ်ကလက်ရမ်းမလက်တဲ့ချင်းပေါက်ကနန်းများတော့မန်ပါရက်တည်နိုင်သွားတာစခေါ်တာအောင်မြင်သွားတာအနှစ်ပိုင်းဒီနေ့ထိဒီနေ့ဆိုရင်3 5 6 8 9 10 11 12 13 14 15 16 17 18 19 20ရေးထားတာပဲဒီကတည်းကဆိုရင်ဒါစိုက်ကြည့်ရတဲ့လူက6 5နောက်ကွဲကိုလှည့်ထိုးအောင်ပါကျွန်တော်ကလည်း အခါလေးဇောတွေများတယ်ဗျာနော်ကိုကူလည်းညံကူမရတယ်ဇောတွေကတ်တယ်များတယ်ဒီကနေတိုင်းဆိုမအောင်တဲ့နေ့မှမရှိသေးတာအဲ့လိုရက်တည်နိုင်တာဒီအတွေးတွေကြောင့်ရက်တည်နိုင်တာအဲ့လိုနောက်တက်တဲ့ညီကိုတွေအနေနဲ့ကတိုက်တဲ့ဆိုရင်ကျွန်တော်တို့ကိုအတွေးနဲ့ကျွန်တော်ဆိုရင်ကိုအဲ့လိုမျိုးဆိုအတူခိုးမှာပဲဟုတ်လားပညာပေါ့ဗျာနော်ကောင်းတဲ့ပညာကိုယူဒါကိုဘဝတူတဲ့ရတူတဲ့ကြောင်းပဲဟုတ်လားကျွန်တော်ရက်တည်နိုင်တာအခုအဲ့လိုအတွေးလေးတွေကြောင့်ဒီလိုလေးတွေ ဒီမှာလည်းကျွန်တော်ပြောခဲ့တာမြင်တာပေါ့ဒီမှာလည်းပြီးခဲ့တဲ့ပုံပွဲကလည်းဒီနေ့ကပြောခဲ့တယ်လीဒီမှာကလင်နာတစ်ခုလုံးမှာကလင်နာတစ်ခုလုံးမှာရှင်းရှင်းလေး၄၈တုံးကလည်းဇောင်းထိုးတာနှစ်ကတ်ရှိတာသူအဲ့ဒီတုံးတယ်အဲ့ဒီ၄၈တုံးလို့ချုပ်ကြတဲ့ခဏအပေါ်ကပြန်ကြသူ့အောက်မှာ၉တစ်တစ်နော်၉တစ်တစ်အဲ့တော့ဒီမှာကလည်း၃၈၀လို့လဲပြီးသူ့အောက်မှာ၁၉တစ်ဒီနေရာကခဏအောင်ကျွန်တော်ပါဝါလှမ်းမယ် လေးသုံးနှစ်ရပါပါဒီလိုလေးခိုးရှိကိုအားဆိုအထိုင်ရအောင်မယူရတဲ့ဘူးလေကျွန်တော်ကစိုက်ရှာရတယ်ကျွန်တော်တို့ကစိုက်ရှာရပြီးကမှအထိုင်ကိုယူရတာလေအထိုင်ကိုတခြားအနီးကပေါင်ရင်းလေးနေပေါ့ဗျာပေါင်ရင်းလေးနေဖြစ်ဖြစ်နှစ်ကက်စီနဲ့လုံးဆန်ချိန်းတာလေးတွေဖြစ်ဖြစ်ချေးရအဲ့လိုလေး YouTube channel မှာရှိတယ်နော်အဲ့လိုလေးပြောခဲ့တာပြောတော့တာဒီလိုလေးနေလွယ်လွယ်လေးလေးလို့ထင်တာတွေးကြည့်ရတာကခေါင်းချောင်းတွေးကြည့်ရတာနော်ဒါကတော့သူဟိုကျွန်တော်ရဲ့ လျှောက်လန်းတဲ့ပရိဒီကိုလျှောက်လန်းတဲ့လမ်းစဉ်ကိုကျွန်တော်ကဒါချပြပြောပြတာရှင်းပြဒီနေရာကိုကျွန်တော်ကဒီလိုပဲပြောခဲ့တာသူ့ဝါခဏပါဝါလှမ်းတယ်လို့ရေးမပြီးသေးဘူးနှလှမ်းသွားရင်တော့မသိဘူးပေါ့လို့ပြောတာဒီနေရာမှာကျတော့ပါဝါလှမ်းတယ်လို့ပြောရတယ်အကြောင်းရင်းကသူ့ရဲ့တင်နေတာရှိတယ်နှစ်သက်တင်ပါဒဏ္ဍအဆန်ချိန်ကြလေးရစား390လို့ခါလဲပြီဆိုတာနဲ့သူ့တောင်းဝါခဏကိုပါဝါဒီချိန်သွားလို့ဒီချိန်ရင်သူ့ပါကိုအာဘက်တရားနဲ့ပါဝါချိန်တတ်တယ်ဒီမှာကျတော့သူကပါ တက်လက်ကြီးချင်းသွားတယ်ဆဆာချင်းကနေသူကဒီ34လို့ဆောင်းထိုးလေထိုးပြန်နေပြန်ကြကနန်းစော့တယ်မှန်တယ်သူကမကိုတီတီနဲ့ချုပ်ထားတယ်အဲ့ကိုတီတီကို466နဲ့ချုပ်ခဲ့ရင်ဒီအောက်ကကနန်းအောင်ကျွန်တော်ပါဝါချင်းလို့ပြောရင်ပြောမှာဒါကြောင့်လေတဲ့ချင်းလို့ဒီမှာကျတော့သူကပက်လက်ကြီးချင်းသွားတဲ့အတွက်ဒီနေရာကိုပြောတင်ပြောခဲ့တာကနန်းရေးမပြေသူကဘောကကနန်းပါဇက်ကလာပြောရင်ပြောခဲ့လိမ့်မယ်ရေးမပြေဘူးဒီမှာကျတော့သူကပါဝါချင်းသွားမလားဆိုပြီးကျွန်တော်တွေးပြီးတော့ပြောချင်းဖြစ်တယ်နော်ပြောချင်းဖြစ်တယ် ဒါဆိုရင်ဟုတ်ပြီကိုရှိကိုထွက်သွားပြီနော်သူအောင်ပါလေးတုံးလေးရပါပါဒီမှာကိုကိုကိုရှိကိုကိုရှိထွက်သွားပြီနော်ဒီနေ့မှလည်းကျွန်တော်ပြောခဲ့ပဲကိုထိတ်ဒီလိုသုံးလုံးမှာကိုတစ်တစ်ကိုဒီမှာကိုတစ်တစ်ပြရတော့လေဒီမှာပါဝါလမ်းပဲဆိုပါလေ6လေး6ရပါပါကိုတစ်တစ်လမ်းမှာကိုထိတ်သုံးလုံးဒီလိုပြောခဲ့ပူတာပဲနော်အဲအဲ့ဒီကောင်ကကိုတစ်တစ်လိုလမ်းတာကသူသူနဲ့ချိန်ကတည်းမှာဟောဒီမှာဒါရက်ဒီမှာဗျာဒီကလင်နာနှစ်သက်ရှိတာလေးဒီမှာဒါလေး အဲ့ချဲစီရတိုင်းကြုံပြရတယ်ဟိုးရင်တော့ကျွန်တော်လိုင်းမမတက်ခင်လည်းပြရလိုက်ရတာလေအဲ့တော့ဒီမှာကအဲ့ဒီဒီဟာလေးနဲ့အကျင့်ကြိုက်ပဲအကျင့်ကြိုက်ပဲအဒီလိုပေါ့အဲ့ဒီကလည်းကနန်း၃ခွက်ခွေတယ်ဒီကနန်း၃ခွက်ခွေတယ်နဲ့အကျင့်ကြိုက်တယ်ပဲဒါတွေကတော့ကလေးအောင်မြင်မှာပေါ့နော်ကလေးအောင်မြင်မှာအဲ့တော့အခုဒီပွဲမှာကျွန်တော်တို့ဒီမှာပေါ့ဗျာအချက်လေ့လာမယ်နော်အချက်လေ့လာမယ်ကိုယ့်ကိုညာကူထိုးရင်ထိုးပေါ့ ချက်လေးပါမယ်ပညာဆိုတာယူတဲ့အများကြီးပါเนาะပညာဆိုတာခဲဆိုတာကအများကြိုက်နဲ့လိုက်ရင်အများကြိုက်ပုံစံမပြီးလို့မဟုတ်ဘူးတိတ်ဘလိုမျိုးเนาะကတိကဖက်ပုံစံလေးလိုက်ကြည့်မှလည်းရတယ်ကိုသုံးသုံးလို့ဒဲထွက်တယ်ကို၆နှစ်လို့ချုပ်တယ်ကိုယ်တုံးတုံးလို့ထည့်ထွက်တယ်ကို6နှစ်လို့ချုပ်တယ်ချုပ်ပြီဆိုရင်သူ့နဲ့အချိန်ကိုင်းမှာ840ပတ်လက်တည်တယ်840ပတ်လက်တည်တယ်ပတ်လက်တည်ပြီးတော့သူ့နဲ့အချိန်ကိုင်းမှာ 345လို့ဆောင်းထိုးတယ်၄၈၈လို့ဆောင်းတယ်အတူနဲ့အချိန်တိုင်းမှာ345လို့ဆောင်းထိုးတယ်၄၈၈လို့ဆောင်းထိုးတယ်ဆောင်းထိုးတော့ဒီ933ကနေပေါ့နော်အခုပြရင်တော့ရှေ့မှာရှိတာပေါ့နော်ဒါကျွန်တော်မဆက်သေးဘူးအဲမဆက်သေးဘူးအဲ့တော့ဒီ933 962လို့ဆောင်းထိုးတယ်အဲ့ဒီ962ကဒီမှာလိုက်ထွက်လာပြီနော် လက်ထုတ်လိုက်ပြီဆိုရင်ကျွန်တော်တို့ကရှေ့မှာ၃နှစ်ကျော်မှမရှိနောက်၃နှစ်ကျော်ဟဲ့၉၆နှစ်ကိုပြန်ချောင်းအောင်မယ်ဒါကြောင့်လေဒီ၉၃၃လို့ဆောင်းထိုးခဲ့တဲ့၉၆နှစ်အဲ့ဒီ၉၆နှစ်ကြောင့်သူက၃နှစ်ကျော်နော်ကျွန်တော်တခုချင်းကိုရှင်းပြရမယ်အဲ့၃နှစ်ကျော်သူကနေအချိန်ကိုတွောလိုက်တယ်ဒီ၄၈၀နဲ့အချိန်ကိုဆိုဒီကောင်နဲ့အချိန်ကိုပဲအဲ့ဒီ၉၃၃၉၆နှစ်လို့ဆောင်းထိုးတဲ့၁၂၃၄၅၆၇၉၁၇၁၂၁၃၁၄၁၅၁၅နှစ်မြောက်မှာဒီရှေ့ခါးကနေစလို့၄၈၈ 3 4လို့ဒီလိုဆောင်းထိုးလာဆောင်းထိုးခဲ့တာเนาะအဲ့ဆိုရင်ကျွန်တော်ကဒီမှာ633 66လို့ဆိုဆောင်းထိုးပြီးထိုးပြီးဆိုတာ ਨੇ သူကနေ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30စနေစတုံးစလီစငါစငါနှစ်မြောက်မှာသူကလေးရှိရှိလို့စောင်းထုတ်ပြီး35လို့ထိတ်စီဆုံးလို့စောင်းမှာအဲ့ဒီမှာဒီကနန်း၃ခုလုံးကသူလုတ်သွားတာเนาะအဲ့ဒီကနန်း၃ခုလုံးကလုတ်သွားတာ နှစ်ကျော်လေးဆိုတော့ဒီ96နှစ်က3နှစ်ကျော်လက်ကြည့်ရမယ်တစ်ချက်ပေါ့နော်ဒီမှာထူးခြားမှုရှိတာကဒီ933ရဲ့ပါဝါကသူကဒီမှာ488ဆိုပြီးဒီမှာစောင်းတာသဘောနော်ဒီ933လို့ဒီမှာ96နှစ်လို့ချုပ်ထားတယ်933ရဲ့ပါဝါကဒီမှာ488လို့စောင်းပြီနှစ်ကပဲရှိရနော်ဒါကလင်နာမှာနှစ်ကပဲရှိ488လို့စောင်းပြီမှတ်ထားလိုက်နော်ဒါမှတ်သားမှာဒါကဟိုပါဝါနှစ်ခတ်ဆိုတာကလူကိုလှည့်စားတဲ့ဟာ ကျွန်တော်ကတွေးတာလေအဲ့ကြောင့်မလို့ကျွန်တော်ကပါဝါနက်ခတ်တွေနဲ့သွားတာဘာကြောင့်လဲဆိုရင်ပါဝါနက်ခတ်ဆိုတာကလူတွေကိုမျိုးလုံးလှည့်စားတယ်အတွေးကိုလှည့်စားတယ်ဟုတ်ဒီ1 2 3 4 5 6ခု9ဆိုတာကလူတိုင်းသိတယ်ဗျာကလေးတော်သိတယ်ဗျာတုံညာဆိုတာမြင်နိုင်တယ်မြင်လွယ်တူညီမှုကိုမြင်တယ်အတို့ပေမဲ့ဟိုဒီပါဝါနက်ခတ်ဆိုတာကအခိုက်အတန့်နေမှာအငိုက်တွေမှာဒီအောင်နေနဲ့ပြန်ပြန်လှုပ်သွားတာလေး လို့ကျွန်တော်ကယူဆတယ်ပေါ့နော်အဲ့တော့ဒီ933ပါဝါကဒီပါဒီ9ပါဝါ၄ဒီ3ပါဝါရှစ်ရှစ်ကဒီမှာအချိန်တိုက်ချိန်မှာလာစောင်းနေဆိုတဲ့ပုံစံပေါ့ဗျာစောင်းမိရတဲ့ဒီမှာ3 5လောက်ကသူကထိတ်စီသုံးလုံးချုပ်ထားတယ်3 5လောက်ကထိတ်စီသုံးလုံးချုပ်တယ်ဒီ3 5ရဲ့နက်ခတ်ကထွက်သွားပြီသူကအဲ့3 5ရဲ့နက်ခတ်ကဒီ၄ရှစ်ရှစ်ကနေဒီ၄ရှစ်ရှစ်ကနေနောက်တစ်နှစ်ကျော်2 3 5ထွက်သွားပြီ3နက်ခတ်5 လေးနှခါနှင်းငါးနှခါသုံးငါးနှစ်သုံးပတ်လေအဲငါးနှစ်သုံးပတ်လေကဒီလေးရှိရှိစောင်းနေနောက်တစ်နှစ်ကျော်လိုက်ထွက်သွားပြီနော်အဲဆိုရင်သူလည်းပုံသားပဲဒီလေးရှိရှိလို့စောင်းခဲ့တဲ့ဒီ3 4 5ဆိုတဲ့သူ့ရဲ့နှက်ခတ်ကဏ္ဍကဒီလေးရှိရှိရဲ့နောက်တစ်နှစ်ကျော်မှာမနှစ်3 5လို့ထွက်သွားပြီနော်ပတ်လေဒါကတင်ဂီတာလေးကြီးနော်ဒါကမှတ်သားထားတာလေးဒီ3 5နှစ်တွေထွက်သွားပြီသူနဲ့ဆက်နွယ်မှုရှိတယ်တခြားတွေရှိအောင်ပါ အခုဟိုဒီနားမှာနှစ်ကက်နှစ်ကက်တည်းရှိရယ်နှစ်ကက်တည်းရှိဆိုတာကျွန်တော်တခုပြောအောင်မယ်ဟာဒီ636လဲနောက်တစ်နှစ်ကျော်ကျွန်တော်ချောအောင်မပြောချင်ဘူးပြောရင်ဟိုဘွားဖြစ်တယ်ပေါ့နော်ဒါဒီကကိုချောမကနန်းမျိုးတွေဒါပေမဲ့ကြံ့ရင်လည်းယူတော့ပေါ့ဘာကြောင့်လဲဆိုတော့အဲ့တော့ဒီ66နှစ်ကလည်းသူကဒီမှာလာပြီးထွက်ပြီးဆိုတော့ဒီကောင်းကြီးကဒီဖြစ်တယ်မှုတွေက3နှစ်ကျော်လေးဆိုဒီ66နှစ်ကလည်းနောက်3နှစ်ကျော်ကျွန်တော်ကချောင်းအောင်မှာဟုတ်လားဒီ688ရဲ့ပါဝါလေးဂျန်နေတယ်339 အလေးရှိရှိရင်ပါဝင်တုံးတုံးကိုရီအခုချိန်ကြီးအရေးရောမထွေလာဘူးဖြုံတိုင်းတို့ထွက်ရင်တော့သုံးနှစ်ကျော်တချောင်းအောင်ပါเนาะအဲ့လိုလေးရှိရှိရင်နက်ခတ်ဘယ်လောက်ဖြစ်မလဲတစ်တစ်နှစ်အတစ်တစ်နှစ်တည်းကလည်းမတွေ့ရပြန်သေးဘူးเนาะဒါပေမဲ့ထွက်လာရင်တော့ကျွန်တော်ကဒါကရှေ့စီးကျော်တွေကြည့်ရမှာပေါ့လေဟုတ်ဘူးလားနောက်တစ်ခုကဒီ140ရဲ့ထောက်ခဲ့တဲ့နက်ခတ်ပါဝါက140ရဲ့ပါဝါပါဖြစ်မလဲ953 3953 3953အဲ့3953ကဒီမှာတော့သူက2မိနစ်ကျော်မဟုတ်ဘူးเนาะပြီးခဲ့ရနေကဒါပေမဲ့ဒီမှာသူလိုက်ထွက်ထားတဲ့အတွက်ဒီ3953ကသူကဝင်နေတာကနောက်3မိနစ်ကျော်လို့လဲချောင်းလို့ရတယ်ဒီကောင်ကနေကြည့်တယ်ဆိုတော့ဒီ3မိနစ်ကျော်ပေါ့နော်ဒါကသဘောတရားလေးကြီးကျွန်တော်တို့ဒါလိမ့်လာတဲ့လိုက်စားမှုပေါ့နော်လိမ့်လာတဲ့သဘောတရားလေးကြီးပေါ့ဒါမှမဟုတ်ရင်ဒီနှစ်မှာတော့ကမောက်ထွက်ခဲ့ရင်ဒီ3953နောက်3မိနစ်ကျော်ကိုကျွန်တော်ကပြန်ချောင်းအောင်မြေ အနေထားမှာရှိတယ်။ဒါကြောင့်လေသူတယ်လာနဲ့ဖြစ်တည်လာတဲ့ပုံစံကစိတ်ဝင်စားစရာကောင်းတယ်။ကိုသုံးသုံးတဲ့တည်တယ်များကိုသုံးသုံးတဲ့တည်ရဲ့ကိုချောင်းနေနဲ့ချုပ်တယ်ကိုချောင်းနေနဲ့ချုပ်တယ်။သူကနေအခြေကိမ်းမှာလေးရှိရှိလို့ဆောင်းတယ်။၃၄၅လို့ဆောင်းထိုးတယ်။အလေးရှိရှိအပေါ်မှာအဒီကောင်ကလည်းပုံစံတူပဲလေးရှိရှိလို့ဆောင်းထိုးတယ်၃၄၅လို့ဆောင်းထိုးတယ်။အထိုးကြီးဆိုတာနဲ့ဒီ၃၄၅ရဲ့ ၃လ၅ရဲ့နှစ်ခက်ကနန်းကတော့ဒီကောင်းရဲ့နောက်တစ်နှစ်ကျော်မှလိုက်ထွက်သွားပြီနှစ်၃၅ကအဲဆိုရင်ဒီ၃လ၅လေးရှိရှိပေါ်မှာဇောင်းထိုးခဲ့တဲ့၃လ၅ရဲ့နှစ်ခက်ကဒီလေးရှိရှိကနေနောက်တစ်နှစ်ကျော်ပေါ့နော်ဒီ၃ရဲ့နောက်နှစ်ထဲမှာဆို၃၅နှစ်လို့လိုက်ထွက်တယ်လို့ဒီဒီ၃ရဲ့နောက်နှစ်ထဲမှာ၃၅နှစ်အဲ့ဒီဒီ၃လ၅ရဲ့နှစ်ခက်သူကနှစ်၃၅လို့လိုက်ထွက်သွားတယ်နော်လိုက်ထွက်သွားတယ်အဲ့ဆိုရင် ကျွန်တော်ဒီလိုင်းတွင်းဒီလိုင်းကနေဖြတ်ပြီးတော့ကျွန်တော်ပြောမယ်ကျွန်တော်စကားစားနေဒီ911လို့ဆောင်းခါတယ်အဲ့911ရဲ့ပါဝါကဘာလဲ660အဲ့ဒီ660ကဒီကနေတနည်းနည်းသုံးနေလေးနေ9နေ9နေမြောက်မှာ660လို့လိုက်ထွက်သွားပြီအဲ့ဆိုရင်ကျွန်တော်ဒီ911ကနေဒီမှာ911လို့ဆောင်းပြီ911လို့ဆောင်းတာနဲ့သူကကလနာမှာနှစ်ကက်ရှိတာနော်အဲ့911ရဲ့ပါဝါကသူက660ဒီကောင်ကနေတနည်းနည်းသုံးနေလေးနေ9နေရမနှစ်ပေါ့ အဲ့သဘောတရားကတော့ဒီ9တက်တက်က9တက်လို့ဒီမှာစောင်းပြီအဲ့ဒီ9တက်တက်နောက်တစ်နေ့ကျော်မှဒီမှာ9နဲ့စားလို့9တက်တက်လို့ပြန်စောင်းတယ်အစောင်းတော့ဒီ9တက်တက်လို့စောင်းပြီတစ်နေ့ကျော်စောင်းခဲ့တဲ့အတွက်ကြောင့်ဒီ636ကလည်းသူနဲ့ပတ်သက်မှုရှိတယ်636ကလည်းနောက်တစ်နေ့ကျော်မှလိုက်ထွက်ပေါ့ကျွန်တော်ကဒီနှစ်ကိုချောင်းနေတာဒီပြန်ကြကနိုင်ရဲ့အဘွားတကွက်ကိုဒီ636ကိုနောက်နှစ်ကိုလိုက်ထွက်ဆိုပြီးတော့ချောင်းနေတော့ပြင်မယ်ဒီကောင်အကြီးကျယ်ဖြစ်နေနောက်တစ်နေ့ကျော်မှများခုံသွားမလားမသိဘူးအဲ့ဒီ636ပဲဒီနှစ်မထွက်ရင်တော့နောက်တစ်နေ့နောက်နှစ်ကိုအသေးလိုက်ရမှာအဲ့ဒီ636က သဘောတရားပေါ့နော် ကိုအဟဲမင်္ဂလာပါကိုဆိုင်မျိုးလာရှုမင်္ဂလာပါနော်သဘောတရားလေးလာဖို့လေးလေးပြောပြတာဒီလဲအထောက်ကူကပဲ3ခု9အောင်ပြီးတာ3 9တပွင်နဲ့ကနန်းဆိုတဲ့ပုံစံမျိုးနဲ့ဒီ၄၈ရဲ့ထောက်မှကြားတဲ့ကနန်းပေါ်ကပြန်ကြလေရှိဖို့တော့အဲ့ဒီရှိဖို့တော့ရဲ့ဒီအပေါ်ထောက်မှလည်း၄၈ရဲ့ပုံစံမျိုးပဲပြန်ကြခဲ့တယ်ပြန်ကြမလားဆိုတဲ့နှစ်ကပ်ပဲရှိလို့အဲ့လိုတွေးတာ ိုင်းမကောင်းလို့ပါနော်။ဘာမှကြည့်မရအောင်ဆို။အဲ့တော့၄ရှိရှိရတောင်းမှကြတဲ့၆၆နေကလည်းသူကတော့ပြန်ကြတယ်။ပြန်ကြပြီနဲ့သူ့ရဲ့အပေါ်တောင်းအောင်ကြတဲ့၃၅၆ကလည်းသူကအပေါ်ပြန်ကြတယ်။အပြန်ကြပြီရတဲ့ဒီဒီကောင်းရဲ့အောက်မှာသူကဘရိတ်ခွန်မလို့ခွန်ခါတဲပြီးရောခွန့်နှင်းနဲ့တင်းနဲ့ခွာတယ်။ဒီမှာကြတော့သူကဘရိတ်လေးမျိုး၄ခါနဲ့သူကတစ်ပေါ့ပါ၆နဲ့သူအုပ်စုကဏ္ဍမျိုးနဲ့ကဏ္ဍနဲ့ပဲ၆ခွန်နဲ့သူကခွာခွန်ပြန်နဲ့သူ့အောက်ကိုကြားတဲ့ကဏ္ဍတော့ခွန်ခါနေပဲနော်ခွန်ခါပုံစံပုံစံတွေတဲသွားပြီကျွန်တော်ဒီဘွဲကိုပြန်ချပြန်လိုက်မယ်ဆိုပြီးတော့လေ ဒီ၃ရ၃ခုဒီ၃ရ၃ခုနေရာမှာညံကြလိုက်နေဆိုပြီးတော့အဲ့ဒီ၃ရ၃ခုနေရာမှာအဲ့ကဏ္ဍကဏ္ဍ၃ရ၃ခုကြီးလောက်တော့မှလည်းကြောက်တာဘာကြောင့်လဲလဲပြန်ကြပေါ့ဗျာပြန်ကြပေါ့ကြိုက်တဲ့ဆိုရင်တော့ပြန်ကြပေါ့နော်ကျွန်တော်ကောင်းတယ်ဆိုရင်တော့နောက်ရမှာကောင်းလို့ရရတင်ပေးမယ်ကျွန်တော်ကကဏ္ဍကဏ္ဍကိုနည်းနည်းတော့ပြည်ထားတယ်ဘာကြောင့်လဲကျွန်တော်တစ်ချက်ပြောမယ်ဒါတစ်ချက်လိုက်နဲ့ချိန်တယ်ပေါ့နော်ချိန်ကြည့်တယ်ဘာကြောင့်လဲဆိုတော့ ါလည်းဆက်လိုက်တောင်းတယ်ဆက်လိုက်ကျွန်တော်အတွေးသမားဖြစ်တော့ကြတော့ဒီခါလေး site ရဲ့ရှင်ကြီးဆွေးနွေးပြတော့တယ်။ဒီနေ့တော့ပဲနော်။ login လိုရင်းတို့ရင်းတော့ပဲလိုရင်းတော့ပဲပြောရတယ်။အဲ့တော့ဒီ390ကိုဘာကြောင့်တွေးလဲဆိုကျွန်တော်ဒီ YouTube channel လေးမှာတင်ထားတယ်နော်။ YouTube channel မှာတင်ထားတယ်။ဒီခွန်9နောက်တွဲပြီဆိုတာ ਨੇ ကျွန်တော်ကဒီကျွန်တော်ပြောခဲ့ဘူးရဲ့ဒီခွန်9နောက်တွဲမဟုတ်ကလန်နာမှာနှစ်ကတ်ရှိတာ၄ချိန်မှာ၈လေးလို့ခွာတာ ਨੇ အဲ့ဒီကလန်ကပြန်ကြထားတယ်။ပြန်ကြထားတော့သူကဒီကလန်နာမှာနှစ်ကတ်ရှိတယ်ဒီမှာ။ တင်90ရဒဲကြတာလားဒဲကြပြီလဲသူ့အောက်မှာဘာနဲ့ချုပ်တယ်လဲဆိုတော့တင်90သူ့အောက်မှာခဏလေးတင်90ကနေဒီပါအင်း90လောက်လောက်ပြီးတော့သူကဘာနဲ့လောက်တော့ဒီမှာ60 ော့ shopping ကလည်းအရင်ကလည်းဒီနားမှာကျွန်တော်ထောက်ခဲရှိတယ်ဗျာ shopping 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 တင်90အဲ့ဒီတင်90လို့ဒဲကြတယ်ကလနာပါအဲ့ဒီကောင်နဲ့အချိန်ကိုက်ကိုအဲ့ဒီကဏ္ဍထည့်မလားနော်အဲ့ဒီနှစ်ဒီနှစ်ဦး၄ချိန်ပါဒါပေမဲ့ကျွန်တော်ကအစားကတော့ကြိုက်တယ်ကြိုက်တယ်ဆိုတာကအခုကတော့နည်းနည်းတော့ကြိုက်နေတယ် အဟော့သွားနိုင်တဲ့ကဏ္ဍလို့အဲ့ကောင်ဟော့သွားနိုင်တဲ့ကဏ္ဍလို့ဆိုတော့ဒီမှာတင်90နဲ့ပုံစံတူတယ်ဒဲကြတာပေါ့နော်ပြန်ကြအောင်ဒဲကြတာဒဲကြတဲ့နှစ်ပွဲကျော်မှာသူ့အထောက်ရှိသေးတယ်ကလီနာနှစ်ကက်ပဲရှိတယ်သူ့ရှိမှဘာနဲ့ထောက်တာပါလဲကွာ3အဲ့3တက်ကိုလို့ဒီမှာချုပ်ထားတာနှစ်ကက်ရှိတယ် 319လို့ဆောင်းထိုးတယ်160 136 136မှာထည့်ရထည့်ကြခဲ့တယ်ကြခဲ့တဲ့ဒီနှစ်ပွဲကြုံမှာကြမယ်ကလန်းဟာအဲ့ဒီနှစ်ထဲမှာကလန်းနာမှာ၄ချိန်မှာ၈လေးလို့ခွာတယ်ဒီနှစ်ကပ်ပဲရှိတာမက်ခူချီဘူးပေါ့နော်ရှာကြည့်ပေါ့ရှာကြည့်ပေါ့၈လေးလို့ခွာတယ်ဒီကလန်းများပြန်ကြမလားပြန်ကြမလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ၈ကိုလေးပေါ့ဒါပေမဲ့ကျွန်တော်ကသိမကြိုက်တော့ဘူးအစားကတော့ကြိုက်တယ် ။ဘာကြောင့်ကြတယ်။အဲကျွန်တော်တို့ပြောကြည့်တော့ဒီခွန်ခွန်ရှေဘူးထဲမှာခွန်ခွန်ရှေဘူးထဲမှာခွန်ရှေဘူးကြောင့်၄ကြောင့်၄ပါဝါကိုးဆိုပြီးဒီငါးကက်စီရနဲ့ဒီနှစ်ကက်နဲ့ဖြတ်ဖြစ်သွားတာက၄ပါဝါဒီခွန်ခွန်ရှေဘူးနှလုံးပေါင်းကြီးက၄ကြောင့်၄ပါဝါကိုးရယ်ပရိတ်ကရှစ်ဖြစ်လို့ရှစ်ပါဝါ၃ရယ်ကိုးသုံးတဲ့တွဲကိုရှေပေါင်း၄ကြောင့်၄ပါဝါပရိတ်နဲ့မျိုးကိုးဆိုပြီးတော့ဒီနေရာမှာ၄ချိန်ပါလေဖြစ်သွားပြီလား။ လာဒီမှာကိုးရရှိတော့ကိုးကြောင့်ဒီမှာကိုးတုံးတွေကိုရှစ်ကတ်လိုက်ပြီကတ်လိုက်ကတ်ပြီးရင်လည်းသူကကိုးလေးတဲ့ပေါ်ပါဝါပုံစံနဲ့ငါသူ့အောင်မှာ break လေးနဲ့ချုပ်တာအဲ့တော့ခုံကိုရှေဘူးကလင်နာမှာနှစ်ကတ်ရှိတာအဲ့ဒီကောင်ကလည်းသူကဒီနှစ်နှစ်ရှေဘူးကနေလာတာ၂၀တချိန်မှာနှစ်နှစ်ရှေဘူးကနှစ်ကတ်ရှိတာအဲ့ဒီကောင်ကနှစ်ဦးလေးမှာသူကခုံခုံရှေဘူးဆိုတိတ်ရိုက်တာအဲ့နှစ်ကတ်လိုင်းမှာအဲ့ဒီနှစ်ကတ်လိုင်းဆိုဒီလိုမျိုးဖြစ်သွားတဲ့အတွက်ဒီကောင်ခုံခုံရှေဘူးကြောင့်သူကကိုးပုံလေးနဲ့ ပရိက3ဖြစ်လို့ဒီမှာကျတော့10ပရိဖြစ်လို့10ပါဝါ3နဲ့ဒီမှာကျတော့3ပရိဖြစ်လို့3ပါဝါ10နဲ့တွေ့ပြီ6ရှိတဲ့တွေ့ကိုရှိပေါင်း၄ကြောင့်၄ပါဝါပရိနှမျိုး6ကိုဒီမှာ10ပရိရှိလို့6ကိုတွေ့တော့၄ကန်လိုက်တာအဲ့မှာဖြစ်တာသူ့အမပရိ၄ပုံကြီးနဲ့ချုပ်သွားတာအဲအဲ့ဒီကစားကအဲ့ဒီကနံပြန်ကြပေါ့နော်ဒါကကျွန်တော်ဒီ6ကို၄ထွက်ပြီးကြတယ်ကျွန်တော်ပြောခဲ့ပြီးသားပါအဲ့တော့ဟိုအဲ့ဒီတော့ကျွန်တော်ကဒီမှာ အဲ့ဒါကိုကျွန်တော်ကဖေလိုက်ရတယ်လို့ဒီကဏ္ဍလည်းဖြစ်သွားနိုင်တယ်လို့တခြားကဏ္ဍလည်းပြန်ကြဖြစ်နိုင်တာပေါ့နော်ကြိုက်တော့တုံးပေါ့လीနော်ဒါကဘုနဝါဒနာသူတွေရောအဲ့တော့ကျွန်တော် YouTube channel မှာပြောရင်နှစ်ဦးမှခွန်ကုန်းတော်တွေလေးကတ်ရှိတယ်အဲ့ဒီလေးကတ်ထဲမှာသူကကစားကွက်ပါလာတာကဒီကောင်မက်ဒီလိုနှစ်ကတ်နဲ့ခွဲကျွန်တော်ကတော့၃ညထိနေကြတယ်နော်၃ညထိနေကြတယ်၃ညခွန်တော်ကြိုက်တယ်တဲ့ကိုအာရန်နေနေလို့ပြရပေါ့နော်အာရန်နေနေလို့ဒါက30 နောက်တစ်ခုကကျွန်တော်ကတုံညာပရိတ်ကိုကျွန်တော်ကြိုက်နေတော့တုံညာပရိတ်ဗရိတ်ကတော့ကျွန်တော်တုံညာပရိတ်ကိုကြိုက်နေတာတုံညာပရိတ်ကိုကြိုက်တာအဲ့ဒီတုံညာပရိတ်ကိုဆိုတော့တစ်ချက်ကျွန်တော် တွေးရတာကျွန်တော်အတွေးသမားဆိုအတွေးနဲ့သွားတော့လေအဲ့တော့ကျွန်တော်တို့ဒီမှာ6ချက်ခုံတော့ကျွန်တော်ဒီလိုက်မှာတင်ပြခဲ့ဘူးလေနော်ရှစ်ခုသုံးလို့ခလင်းနေမှာခွေတယ်လေခွေတော့သူကဒီရှစ်ခုသုံးလို့ခွေပြီဆိုရင်သူ့ရဲ့ခါခါတို့ခါနဲ့ဆိုတော့၃ပါပါပြည့်ရှစ်ဆိုပြီးရိုက်တယ်ဒီမှာရှစ်ခုသုံးလို့ခွေပြီဆိုတာနဲ့၉ပါကိုခါခါတို့ခါစင်း၉ပါပါပြည့်လေးနဲ့ရိုက်ပြီး အဲ့မရှိကိုသုံးလို့ခွေပြီးကလေးနာမှာသုံးကန်ရှိလဲဆိုတာလေဒီ6ခါခါးခါတို့ခါနဲ့6ပါပါပရိတ်တို့ပြိမယ်ကျွန်တော်က6ခုတင်ပြီးခဲ့ဒါပေမဲ့အားတော့ထိုးရမှာသုံးကန်ရေရောလှည့်တယ်ဆိုတာလေအဲ့တော့ဒီမှာသူက6အလုံးပိုင်းရဲ့ကိုပရိတ်6ပါပါပရိတ်ဆိုပြီးပြေးသွားတင်ပြီးခဲ့တာပဲနော်အဲ YouTube channel တွေမှာကျွန်တော်ရှိရဲ့အဲ့ဒီဒီဒီကလေးနာတီးတာမှာတော့ကြည်လိုက်ရရတယ်အဲ့ဒီတော့အဲ့ဒီနေ့ထင်ပါကျွန်တော်တစ်ချက်ခွဲပြောမယ်ဘာလဲဆိုတော့ အဲ့ဒီနှစ်ထင်ပါဘရီလီယာဘရီလီဆိုပြီးကစားကွက်ထည့်တယ်နော်အင်းဆော့ပင်ဝယ်ရမှာလေဘရီလီဘရီလီဘရီလီဘူဘရီလီဆိုပြီးတော့ကစားကွက်ပါတယ်နော်အဲ့ဒီနှစ်ထင်ပါဘရီလီဘရီလီကစားကွက်ပါတယ်နော်အဲ့ဒီရှိကိုတော့ခွေတိုင်းတော့ဒီမှာပဲတော့လောက်ပါဘရီလီပလေးလေးကိုကစားွက်ပါတ အဲ့ဒါလို့သူကဘရိတ်လေးတွေတဲပြီးကစားကွက်ခဲ့ခဲ့ခြင်းကြောင့်အဲ့ဒီနေ့မှာဘရိတ်လေးသူ့ရှိနေတယ်မှာပြန်ကြကနမာလေးတိပြန်ကြရတယ်ဘရိတ်လေးဘေးပေါ့နော်ဒီကောင်ပြန်ကြပြီးမှဘရိတ်လေးလို့ပြောလို့ရတယ်ပြောကောင်းပြောလိုက်မှာဘရိတ်လေးဘေးရကနပြန်ကြတယ်ပြန်ကြပြီးတော့သူကဒီကောင်ဖြစ်လိုက်တော့နော်ဖြစ်လိုက်တယ်လေးဘရိတ်ဘေးရကနပြန်ကြခဲ့လို့လေးပါဝါကိုးထိတ်ဆိုပြီးသူတောက်မှာကစားပြီး ူအောင်မှာပါဝါနှစ်ခတ်တိုင်းကစားမလားဘရိတ်ရှစ်အဲ့ဆိုရင်ကျွန်တော်တို့ကဒီမှာသူဘရိတ်လေးဘရိတ်လေးရှစ်ကိုသုံးလို့ခွေတယ်ပေါ့နော်နှစ်ကျွန်တော်ပြောခဲ့ဘူးပါလေနှစ်ဦးမှာခွန်ကိုကိုခွန်ပေါ့နော်အဲအဲ့တော့အဲ့ဒီနေ့ကျွန်တော်ဘရိတ်လေးဘရိတ်လေးလို့ရွေးပြီးရွေးပြီးဆိုတာအဲ့ဒီနှစ်ထဲကသူကဘရိတ်လေးဘေးရကဏ္ဍကပြန်ကြခဲ့ရမှာဒီမှာခွန်ရှစ်ကိုခွန်ဘရိတ်လေးဖြစ်လို့အဲ့ဒီဘေးရကဏ္ဍကပြန်ကြတော့ ပရိလေးဘေးရကနပြန်ကြခဲ့လို့လေးပါပါသူတောက်မှာကိုထိတ်လို့ပြန်ကစားရတယ်နော်အဲ့ဒါနဲ့သူ့အောင်မှာဟိုမှာကပုံများပုံများသုံးဆိုတော့ပထမနှစ်ကမှာသူကသုံးမိကြအတိကျနဲ့ကစားရတာနော်ပရိလေးဘေးရကနသုံးမိကြပြန်ကြကြပြီးရနဲ့လေးပါပါကိုထိတ်ပရိလိပိယကနသုံးမိကျော်ပြန်ကြခဲ့တာကြာပြီးရနေအဲ့ဒီပရိလိပါကိုထိတ်သူ့အောင်မှာ၃၃၅ပြီးတော့၄၃ခုပါဝါနတ်ခတ်ထွိုင်လား ဲ့တော့ကျွန်တော်ဒီမှာပရိလေးဘီကဒီကောင်ပဲပြန်ကြတော့6မြင့်6နဲ့ပြန်ကြပြီရဲ့6အဲ့ဒီပရိလေးဘီကကနေပြန်ကြခဲ့လို့၄ပါဝါကိုထိတ်ဆိုပြီးတဲပြီဒီမှာတဲပြီဆိုတော့တူအောင်မှာပထမနှစ်ကတ်မှာတော့ကနန်း3 3 5လို့ထွက်ခဲ့တယ်။နှစ်3 9လို့ထွက်ခဲ့တယ်။ဒီမှာပါတော့3 9 တုံညာပရိလာဓမ္မမောပါဝါနက္ခထွာလာအဲ့ဒါတစ်ချက်စဉ်းစားမယ်အဲ့ဒါကိုကျွန်တော်တစဉ်စဉ်ကြည့်စဉ်းစားနေတာနော်ဖြစ်နေရရှိတော့တုံညာပရိကိုပို့ဖြစ်နေရရှိတယ်အဲ့ဒီတုံညာပရိကိုသူ့ရဲ့ကနန်းကျွန်တော်တစ်ချက်စဉ်းစားတာပေါ့နော်ဆောနာကကျွန်တော်ပြောတယ်တုံညာပါတော့ဆိုတုံညာပရိလာအဲ့ဆိုရင်ခွန်30ဖြစ်သွားနိုင်တယ်ပေါ့နော်ခွန်30ကတုံညာ3ခွန်တုံညာခွန်3ပတ်လေထိုးပေါ့ဟုတ်လားဒါက ဟို3935နဲ့3935ခေါ်ဟိုပါဝါနခရိုင်နဲ့3935ပြိဆိုတာမဟုတ်တော့ဘူးလေဟုတ်လားအဲ့တော့ဒီတော့8935ပြိ8935ပြိလို့ပြီးနေတယ်လှတယ်နော်မင်း8935ခွေတဲ့နေရာမှာပြိလေးပြီးရကနကဒီမှာဒီကနကဒီနေရာမှာဟိုဒီမှာပြိလေးပြီးရကနပြန်ကြခဲ့လို့သူကအဲ့ဒီလေးပါဝါကိုထိတ်ဆိုပြီးသူရတောင်းမှရိုက်တယ်ရိုက်ပြီးရတယ်သူ့အောင်မှာ3935ပြိ8 ်ဒီမှာ16သုံးလုံးခွေပြန်တယ်သူပြီးမှအဲ့ဒီနေထိုင်မှာ leverage ကိုပရိတ်လို့ဆော်တယ်အဲ့အဲ့လိုဆော်ခဲ့ရင်ကြောင့်မယ်သူက leverage ပြီးရကနပြန်ကြခဲ့တယ်ကြပြီးရတယ်လေးပါပါကိုထိတ်လို့တဲပြန်တယ်သူကမှညတော့များခုံကိုပရိတ်ဘာဝနိုင်ခပိုင်းလာကိုကိုပရိတ်လာနော်ပရိလိုင်းယူမလားပါဝင်နေကြတယ်ယူမလားအဲ့တခုခုတော့ရွေးခိုင်းနေပြီအဲ့တော့လေပရိလေးပြီးရကနဒီရှင်ကိုသုံးခွေတယ်အဲ့ဒီမှာအဲ့ဒီကောင်ပြန်ကြခဲ့လို့အဲ့ဒီပရိလေးပြီးရပြန်ကြခဲ့လို့လေးပေါက်ပါကိုထိတ်လို့ကစားပြီးတော့ သူ့အောင်မှာတုံညာပရိလာအဲ့ဒါကျွန်တော်တို့ချက်စဉ်းစားစဉ်းစားနေတယ်ပေါ့နော်ခွန်30ဆောင်းကပြန်